ောတာပတိမတ်ရမတဲ့ဒိဋ္ဌိပြုတ်တယ်လို့ဆိုပါရတဲ့ဒီလိုမျိုးဆိုလို့ရှိရင်တဲ့ပုတုဇဉ်အနေနဲ့ဒုစရိုက်၁၀ပါးစလုံးကလွတ်အောင်မြည်တို့ရှောင်ရမည်နေတခြားသောဒုစရိုက်တွေကိုလွတ်အောင်ရှောင်ရရနိုင်ပေမဲ့လေတဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒုစရိုက်ကိုမှမြည်တို့ရှောင်ရမည်နေ thank you ပတိမတ်ရာမာတဲ့ဒိဋ္ဌိပြုတ်တယ်လို့ဆိုပါရတဲ့ဒီလိုမျိုးဆိုလို့ရှိရင်တဲ့ပုတုဇဉ်အနေနဲ့ဒုစရိုက်၁၀ပါးစလုံးကလွတ်အောင်မြည်တို့ရှောင်ရမည်နေတခြားသောဒုစရိုက်တွေကိုလွတ်အောင်ရှောင်ရရနိုင်ပေမဲ့လေတဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒုစရိုက်ကိုမြည်တို့ရှောင်ရမည်နေဒုစရိုက်တမားများဖြစ်ကုန်ရဤဆိုပြီးတော့မှမိထားပါရဆရာဟုတ်ပုတုဇဉ်မှန်ရင်ဒိဋ္ဌိနဲ့မကင်းဘူးဆိုတာတော့မှန်တယ်ဟုတ်ကဲ့နောက်သောတပတ္တိမတ်နဲ့ မပေးရသေးဘူးဆိုရင်ဒိဋ္ဌိတန်လန်းရှိနေတယ်ဆိုတာလည်းမှန်တယ်။တိုးတော့ဒီနှစ်ချက်ကိုခြေပြုပြီးတော့ဒါဖြစ်ရင်ပုထုဇဉ်မှန်သမျှဟာသောတာပတ္တိမရသေးတဲ့ပုထုဇဉ်မှန်သမျှအလုံးဟာဒိဋ္ဌိနဲ့မကင်းဘူးဆိုတတ်တယ်။မိစ္ဆာဒိဋ္ဌိတွေဖြစ်ကုန်ရာရည်လို့သူကမနောတုစရိုက်ကျမှာပါတယ်မိစ္ဆာဒိဋ္ဌိကိုသူကဟိုအဖို့ပြုပြီးတော့အာကုပြီးတော့ပြောထားတာပေါ့နော်။အဲ့ဒါကတော့မှားတယ်ဗျာနော်။အဲ့ဒါလေးကိုတော့နည်းနည်းရှင်းဖို့လိုတာပေါ့နော်။အဲ့တော့ဘာလို့လဲလို့ဆိုတော့မိစ္ဆာဒိဋ္ဌိဆိုတာကံကံဤအကျိုးကိုပြစ်ပယ်ပြီးတော့ နော်ရှေးဘဝမယုံနောက်ဘဝမယုံပါဗျာကံကိုင်းကျိုးကိုပြစ်ပယ်ပြီးတော့မြစ်တမိစ္ဆာဒိဋ္ဌိကိုစားရင်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဒါမိစ္ဆာဒိဋ္ဌိဟိုဟာပေါ့မနောတုဇိုက်မိစ္ဆာဒိဋ္ဌိလို့ဒီလိုယူတယ်အဲ့ဒါလို့မှမဟုတ်ရင်တော့မိစ္ဆာဒိဋ္ဌိလို့ကောက်လို့မရအောင်ဆိုလိုတာကလောကဓာတ်မှာရှိတတ္တဝါမှာမန္တမယအလုံးပေါ့လောကဓာတ်အလုံးမှာရှိတဲ့တတ္တဝါမန္တမယအလုံးဟာရှေးအတိတ်ကံကြောင့်တတ္တဝါတွေဖြစ်လာကြတယ်ဖြစ်လာပြီးတဲ့နောက်မှာသူတို့ဘာလုပ်လဲဆိုရင်နောက်ထပ်ကံတွေပဲထပ်ပြုလုပ်ကြတာပဲကာယဝစီမနဆိုပြီးကံတွေပြုလုပ်ကြတာ အဲ့ဒီဘဝကသုတိသွားပြန်ရင်လည်းမျက်မှောက်ဘဝကသုတိသွားပြန်ရင်လည်းနောက်အနာဂတ်ကာလဆိုတာရှိတယ်နိဗ္ဗာန်မရောက်ခြင်းအဲ့ဒီကြောင့်ဘာပါသွားသလဲဆိုရင်ခုနပြောတဲ့ကံသစ်ကံဟောင်းနှစ်ရပ်ပေါင်းစံနဲ့ပါသွားတာပေါ့တိတ်ဘဝပြုခဲ့တဲ့ကံနဲ့အကျဉ်းချံနေရှိမှာပေါ့ဗျာတန်တရားတစ်လျှောက်လုံးပါပြိဿုပ်ဘဝကံပြုလုပ်တဲ့ဟာတွေရှိမှာကံသစ်တွေပေါ့အဲ့ဒီကံသစ်ကံဟောင်းနှစ်ရပ်ပေါင်းစံနဲ့အနာဂတ်ဘဝခန္ဓာကိုဖြစ်စေပြီးတော့ဆက်ပါသွားတယ်ပေါ့နော်ဒါမှသမာဓိတိဖြစ်တယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာတွေမှလည်းများဒီလိုမျိုးယူဆထားတာကြီးပဲဒါကြောင့်ဒီနေရာမှာသူ့ကို ဟိုနိယတမိစ္ဆာဒိဋ္ဌိလိုမျိုးမိစ္ဆာဒိဋ္ဌိဖြစ်ကုန်ရပြီလို့ဆွတ်ဆွဲလို့မရဘူးပေါ့နော်သောတာပတ္တိမဲ့နဲ့ပယ်တဲ့ဟာကတတ်တတ်ပေါ့ဒီလိုမှမဟုတ်ပဲねကျွန်တော်တို့ကလျာဏပုထုဇဉ်ဖြစ်နေအယူမြင်မှန်ကန်စွာနဲ့နေနိုင်တဲ့နိလန်တွေအများကြီးရှိတယ်ဥပမာပဋ္ဌာန်းတစ်ခုပဋ္ဌာန်းတေသနာတစ်ခုကြည့်ပေါ့ကမ္မပစ္စည်းမှာကံနဲ့ပတ်သက်ပြီးကုသလကုသလံကမ္မံဝိပါကဏံခန္ဓာနံကတ္တတာစရူပနံကမ္မပစ္စည်းနာပစ္စည်းရော စေရနာသမယုတ်တကဏ္ဍမဏံတန်သမုဋ္ဌာဏံနိစရူပနံကမ္မပစ္စေနာပစ္စယောတန်ကြဖို့မှာပေါ့နော်အဲ့တော့အဓိပ္ပာယ်ပြောရင်ကုသလကုသလံကမ္မံကုသုအကုသုဆိုတဲ့ကံတရားတွေကြောင့်နော်ဝိပါကဏ္ဍခန္ဓာဏံကတ္တတ္တစရူပနံဝိပါကဏ္ဍခန္ဓာဏံဝိဘက်နာမခန္ဓာဒါပဋိစ္စံနေခိုက်မှာဖြစ်တဲ့ဟာပေါ့ဝိဘက်နာမခန္ဓာဆိုတဲ့နာခန္ဓာ၄ပါးကတ္တတ္တစရူပနံကတ္တတ္တဆိုတာကံကြောင့်ဖြစ်တဲ့ရုပ်ကိုပြောတာအဲ့တော့နာမခန္ဓာ၄ပါးနဲ့ ကမ္မဇယုတ်တစ်ပါးဆိုခန္ဓာ၅ပါးပဲလေနော်နာခန္ဓာ၄ပါးနဲ့ယုတ်ခန္ဓာတစ်ပါးပေါ့ကတ္တတ္တဆရူပနဲ့ကမ္မပစ္စေနာပစ္စယောအဲ့ကံရဲ့အစွမ်းတတ္တိကြောင့်ပဲဒီဘဝခန္ဓာကိုဖြစ်ပေါ်စေတယ်ခန္ဓာ၅ပါးကိုပြီးရင်စေရဏသံမြုဒ္ဒကနံတမနံဒီဘဝခန္ဓာရပြီးတဲ့အခါမှာစေရဏဟာကံပဲလေစေရဏဟံဘိခွေကမ္မဝရမိစေရဏဟာကာယဝစီမနသုံးပါးနဲ့ပေါင်းတဲ့အခါကံအမိထွက်လာတာပဲကာယကံဝစီကမနောကဒါပစ္စုပန်ကံနေပြီလို့ကြတာဒါကြောင့်စေရဏသံမြုဒ္ဒကနံတမနံတန်သမုဋ္ဌာနာနိစရူပနံ အဲ့ဒီစေရနာကံနဲ့လျော်ညီတဲ့ရုပ်တွေကိုတစ်ခါပြန်ပြီးထုတ်လုပ်တာပဲပေါ့နော်အဲ့ဒါလိုလေးကြည့်သွားရင်ဒါသမာဓိတိဖြစ်တယ်ဒါဆိုရင်မိစ္ဆာဓိတိအယူဝါဒကလွတ်တယ်လို့ဒီလိုယူမှမှန်တယ်နော်သူစစ်ဆေးချက်မျိုးကမဟုတ်ဘူးမမှန်ဘူးအဲ့တော့နောက်တစ်ခုအထုံးဖတ်ဖို့တစ်ခုရှိတယ်ကံ၃ပါးရှိတယ်ကာယကံဝစီကံမနောကံအဲ့ဒီမှာမနောကံဟာကာယကံဝစီကံမပါတော့လဲပဲမနောကံစိတ်ကဖြစ်ကာမြနဲ့သူကကံမြောက်တယ် ။ဒါကြောင့်မနောတုစရိုက်သုံးပါးဆိုတာအဘိဇ္ဇာပြဘာဒမိစ္ဆာဒိဋ္ဌိဒီသုံးပါးကမနောတုစရိုက်သုံးပါး။ကာယကံနဲ့ဝစီကံကတော့မနောကံမပါဘဲနဲ့ကာယကံအဆင့်ကိုမရောက်ဘူး။ဝစီကံရောက်ဖြစ်ကိုမရောက်ဘူးပေါ့နော်။ဒီကံတွေတွဲပြီးတော့ပါတယ်။အဲ့တော့အဓိကပြောချင်တာကမနောတုစရိုက်ချက်မှရှိတဲ့မိစ္ဆာဒိဋ္ဌိ။အဲ့တော့မိစ္ဆာဒိဋ္ဌိဆိုတဲ့နေရာမှာဗြဟ္မဇာလသုံးပါးမိစ္ဆာဒိဋ္ဌိ62ပါးဟောထားတယ်ဆိုတော့ပဲအဲ့ဒီမိစ္ဆာဒိဋ္ဌိ62ပါးဟာတစ်ပါးချင်းတစ်ပါးချင်းလိုက်ပြီးတော့ပယ်သက်စရာမလိုဘူး ဒါဘုရားဘာသာမှာပေါ့နော်အဓိကဘာလဲဆိုရင်အတိတရားအညာတစ်ခုဆိုသလိုသက္ကာယဒိဋ္ဌိတစ်ခုကိုပယ်လိုက်တာ ਨੇ 62ပါးသောဒိဋ္ဌိတွေအကုန်လုံးကင်းစင်သွားတယ်။ဒါပြင်သက္ကာယဒိဋ္ဌိဆိုတာဘာလဲဆိုတော့ဒီခန္ဓာ၅ပါးပေါ်မှာအမြင်မှားမှုပဲ။ပါဠိလိုပြောရင်တော့တန်တော်တန်ဝိဇ္ဇကမာနောကာယော သက္ကာယောမိစ္ဆာဝတိနဒိဋ္ဌိသက္ကာယဒိဋ္ဌိပေါ့။တန်တော်ဆိုတာထင်ရှားရှိသောတန်ဝိဇ္ဇမာနောပရမတ်ထသဘောအရထင်ရှားရှိသောကာယော ရုပ်နာအပေါင်းစုကိုသက္ကာယောသက္ကာယလို့ခေါ်တယ်။ အထင်ရှားရှိတဲ့ပရမတ်ထသဘောရအထင်ရှားရှိတဲ့ယုံနယ်မှန်သမျှကိုတက်ကရလို့ခေါ်တယ်ဒီခန္ဓာကိုတော့နော်အဲ့ဒီယုံနယ်နာ၅ပါးယုံနယ်နှစ်ပါးခန္ဓာ၅ပါးဆိုတဲ့တက်ကရအပေါ်မှာမိစ္ဆာဝတ္တေနမှားသောအစွမ်းဖြင့်မှားသောအယူဖြင့်ပေါ့နော်မိစ္ဆာဝတ္တေနဒိဋ္ဌိမြင်ခြင်းရှုမြင်ခြင်းသည်တက်ကရဒိဋ္ဌိညခန္ဓာ၅ပါးအပေါ်မှာအဲ့ဒါအမှန်မြင်သွားပြီးတော့နော်ယုံနယ်ဓမ္မကိုပိုင်းခြားပြီးတော့သိမယ်ဖြစ်ပျက်ကိုသိပြီးအမှန်မြင်သွားပြီးလို့ဟိုတလေးတန်ချနိုင်ပြီလို့ဆိုရင်ဒါတက်ကရဒိဋ္ဌိပြုတ်တာပဲဒါက စာတင်ထားတဲ့အသိဉာဏ်ပြုတ်တဲ့ဟာတစ်မျိုးပေါ့ဗျာခန္ဓာအကျင့်နဲ့ကျင့်တဲ့ဟာတစ်မျိုးပေါ့သူအစစ်စစ်တော့ရှိကြပေါ့နော်ပယ်သက်ပုံကအဲ့ဒီသက်ကာယတည်းကြီးကိုမက်နဲ့အနုတ္တိယကနေပယ်သက်လိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကဒါပုရိသေမဟုတ်တော့ဘူးတောတပံဖြစ်သွားပြီပေါ့နော်အဲ့ဒါလိုသက်ကာယတည်းကြီးကိုပယ်နိုင်ဖို့ကလည်းပဲတောတပတိမက်မှာသာလင်းဆွမ်းဆောင်နိုင်တယ်သို့သောတောတပတိမက်မရသေးတော့လည်းပဲအကျဉ်သူတူဦးတယောက်စီနော် မှန်ကန်သောအမြင်မှန်ကန်တဲ့အတွေးခေါ်မှန်ကန်သောကြံစည်မှုမှန်ကန်သောရှေ့ရှုမှုတွေနဲ့သမာဓိတ္တိအမြင်တွေရှိနေမယ်ကံကံကြိုးကိုယုံကြည်နေမယ်ဒုစရိုက်၁၀ပါးကိုရှောင်မယ်သုစရိုက်တရားကိုပြုကျင့်မယ်ပုံရကိရိယာ၁၀ပါးကိုပွားများမယ်လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိကိုခေါ်လို့မရတော့ဘူးသူကမိစ္ဆာဒိဋ္ဌိရှိတယ်လို့လည်းပြောလို့မရတော့ဘူးဒါကိုအမြင်ရှင်းဖို့လိုတယ်အဲ့တော့နံပါတ်၁ချက်ကကံကံကြိုးကိုယုံကြည်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒုစရိုက်၁၀ပါးကိုရှောင်ကျင့်မယ်ရှောင်ကျင့်မှုအတွက်ဒုစရိုက်၁၀ပါးကိုအရင်သိဖို့လိုတယ် ကာယဒုစရိုက်၃ပါးရှိတယ်ဝစီဒုစရိုက်၄ပါးရှိတယ်မနောဒုစရိုက်၃ပါးရှိကာယဒုစရိုက်၃ပါးဆိုတာပါဏာတိပါဒအဋ္ဌိဏ္ဍာနာကာမိတုမိစ္ဆာစာတာဝစီဒုစရိုက်၄ပါးဆိုတာမူဇာဝါဒပိစုဏဝါစာပရုဇာဝါစာတမ္ပပလဘဝါစာမနောဒုစရိုက်၃ပါးဆိုတာအဘိဇာပြပါဒမိစ္ဆာဒိဋ္ဌိခုနပြောတဲ့အဒီတဲမှာပါတယ်ဗောနောမိစ္ဆာဒိဋ္ဌိအဲ့ဒါကိုရှောင်ကျင်မယ်လို့ဆိုရင်သူစရိုက်၁၀ပါးဖြစ်သွားတယ်အန်တကက်ကက်လေးနော် ဒူးစရိုက်10ပါးကိုပြောပြီးပြီအဲ့ဒီဒူးစရိုက်10ပါးကိုရှောင်ကျင်လိုက်တာ ਨੇ သူစရိုက်10ပါးပြုကျင်နေတာဖြစ်သွားတယ်ရှောင်ကျင်နေဆိုဘာလဲဆိုတော့စကလုံးအဖြစ်ပြောရင်ဝိရမဏိလောက်တာပဲခုနကဘာနာတိပါတာစီဒူးစရိုက်ဘာနာတိပါတာဝိရမဏိသိက္ခာပဒံဆိုရင်ရှောင်ကျင်လိုက်ရင်သူစရိုက်ဖြစ်သွားတယ်အာဒိဏဒါနာဝိရမဏိကာမေတုမိစ္ဆာစာရဝိရမဏိသူစရိုက်ဆက်ဖြစ်လာပြီနော်မုဒဝါဒဝိရမဏိပိသုဏဝါစာဝိရမဏိပရိသဝါစာဝိရမဏိတံဖတ်ပလဘဝါစာဝိရမဏိပြီးရင်ဟိုမနောတုစရိုက်ရှိတယ်အဘိဇာပြပါတာ မိစ္ဆာဒိဋ္ဌိအဘိဇ္ဇာကိုအဘိဇ္ဇာဝေရမဏိလို့ပြောလို့တော့မရဘူးသူစရက်ရောက်သူတို့ကတမျိုးပြောင်းသွားတယ်မနောတုဇေဆိုတော့နအဘိဇ္ဇာနော်အဘိဇ္ဇာမဖြစ်စေပဲနဲ့အပြာပါဒအာရုဏလို့ဆိုပြฏิစေတာအနဆန့်ကျင်ပဲလို့တာနအမိနအဘိဇ္ဇာအပြာပါဒမိစ္ဆာဒိဋ္ဌိကြတော့တမာဒိဋ္ဌိနော်တမာကောင်းစွာပေါ့နော်မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အတွေ့အော်မှန်ကန်သောကြံစီပဲပေါ့အဲ့ဒါလို့ရှောင်ကျင်လိုက်ပြီးပြီးပြီးရင်ဘာလုပ်လဲဆိုတော့မဟုတ်တာတွေတော့အကုန်ရှောင်လိုက်ပြီး ဟုတ်တာတွေလောက်အောင်ပါပေါ့နော်မတည့်တဲ့အစားအစာတွေရှောင်လိုက်ပြီးပပီးသေးဘူးလေအာရဖြစ်တဲ့အစားအစာစားအောင်မယ်အဲ့လိုစားဖို့အတွက်ကပုံညာကရိယာ၁၀ပါးရှိတယ်ဒါအခုပြောနေတဲ့တရားတွေဟာအန္တဘုဒ္ဓဇင်ကနေကလျာဏဘုဒ္ဓဇင်ကိုရွှတ်တင်လိုက်တာကလျာဏဘုဒ္ဓဇင်ကိုရောက်လာတာနဲ့တပြိုင်နက်ခုနမိစ္ဆာဒိဋ္ဌိယူဆောင်မရှိတော့ဘူးသူဆွဆွဲတဲ့ဟာတွေမဟုတ်ဘူးအဲ့တော့ပုံညာကရိယာ၁၀ပါးကိုပြန်ကြည့်ပွားများများဒါနသီလဘာဝနာအပ္ပဆယနာဝေယဝိသပဋိဒါနပဋ္ဌာနုမောဒနာဓမ္မသဝနာဓမ္မဒေသနာ ဒိဋ္ဌိစုကံမှာအဲ့ဒါပုံညာကတိရ10ပါဘုရားဘာသာလေးဒါလုံးလေဒါနဆိုတဲ့ပေကံခြင်းလုပ်တယ်သီလဆိုတဲ့စောက်တည်ခြင်းလုပ်တယ်ဘာဝနာဆိုတဲ့ပွားများခြင်းလုပ်တယ်အပ္ပဆန္နဆိုတဲ့ respect ပေါ့ဗျာအယုဒေပြုပြုတဲ့ဟာပေါ့နော်ရှိတယ်ဟိုကာရဝတရားပေါ့ပါဆန္နဝေယဝိဆဆိုတဲ့ကောင်းမှုကုသိုလ်လုပ်မှာကာယကံကုသိုလ်ဝစီကံကုသိုလ်တွေနဲ့လုပ်ကြတယ်ပဋိဒါနအမြတမ်းပေးဝဲတယ်ပဋ္ဌာနုမောဒနာတာတုခေါ်တယ်တာနခုစလုံးကပုံညာကရိယာတဲ့မှာ ဓမ္မသဝနာတရားတွေနာကြားကြတယ်ဓမ္မဒေသနာတရားတွေဟောကြားကြတယ်ဒေဋ္ဌိစုကံမှာအယူမြင်ဖြောင်းတယ်အဲ့တော့ဒေဋ္ဌိစုကံမှာဒီ၁၀ပါးမှာမိမ့်မယ်ခုနပြောတယ်မိစ္ဆာဒိဋ္ဌိကလွတ်တာပဲမှန်ကန်တဲ့အမြင်ပေါ့အမှန်ကန်တဲ့အတွေ့အကြုံစီမှုရှေ့ရှိမှုအဲ့ဒီမှန်သောအမြင်နဲ့ဒီနောက်ဆုံးဖြစ်တဲ့ဒေဋ္ဌိစုကံမှာဒီ၈ပါးစလုံးမှာအကုန်သွင်းယူရတယ် ဒါနလုပ်ရင်လည်းဒေဋ္ဌစုကံမပါရတယ်အယူမြင်စင်ကြယ်မှအဲ့ဒီဒါနစီမိစ္ဆာယူရနေလွတ်တယ်သီလဆောက်တည်လည်းအယူမြင်စင်ကြယ်ပါမှမိစ္ဆာယူရလွတ်တယ်အဲ့တော့ဒေဋ္ဌစုကံမအပါဝင်ပုညကရိယာ၁၀ပါးကိုကောင်းကောင်းမွန်မွန်နဲ့ကျင့်သုံးနေတဲ့ကလျာဏပုထုရှင်အဖို့ကတော့ခုနကမိစ္ဆာဒေဋ္ဌိဖြစ်ကုန်ရဤဆိုတာအဝေးကြီးပါနော်ဒါမိစ္ဆာဒေဋ္ဌိကံမဟုတ်ဘူးကံကံကြီးကျိုးလည်းယုံကြည်ကြတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီတော့မြတ်စွာဘုရားရှင်ကတ ত্ত্ব ဝတ္ထုကိုကြည့်မယ်လို့ဆိုရင်တစ္ဆချက်ချင်းကြီးသူ့ဟိုဟာပေါ့ကမ္မထမ်းပေးတာမဟုတ်ဘူး သူဒီကလျာဏဗုဒ္ဓဇင်လားအန္တဗုဒ္ဓဇင်လားဥက္ကဋိတင်ညူလားဝိပ္ပစီတင်ညူလားနေရလားဗရပ္ပရမအကုန်ကြည့်တယ်ကြည့်ပြီးတဲ့အခါမှာအန္တဗုဒ္ဓဇင်ဖြစ်နေရင်ကလျာဏဗုဒ္ဓဇင်ဖြစ်အောင်ဆွဲတယ်ကလျာဏဗုဒ္ဓဇင်ဖြစ်ပြီးတော့မှခုနကပြောတဲ့ဟိုသမုဂ္ဂန်တိကဒေသနာပေါ့နော်သစ္စာနဲ့ပတ်သက်တဲ့ဒေသနာကိုချပေးတယ်တတိပဋ္ဌာန်ဆိုတာထိတ်ဆုံးပါပဲဒါဏီကုန်းချက်ပါမယ်တတိပဋ္ဌာန်တစ်ချက်နားတောင်ဒီလက်သာဗျာရှင်ဟောပြီးဣဒဘိခွေဘိခုကာယေကာယနုပ္ပတိဝိဟရတိအာတပိတံဇာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံကာယ ानु ပဒနာကိုပြောတယ် ဝေဒနာနုပသနာကျင့်မဲ့လူလည်းဒီတိုင်းပဲဣဒဘိကွေဘိကုကာယကဝေဒနာသူဝေဒနာနုပတိဝိဟာရတိအာတာပိသမဇာနောတတိမဝိနေယလောကိအပိစာဒေါမနတစိတ်တာနုပသနာသမစိတ်တိစိတ်တာနုပတိဝိဟာရတိအာတာပိသမဇာနောတတိမဝိနေယလောကိအပိစာဒေါမနတဓမ္မေသူဓမ္မနုပတိဝိဟာရတိနောဓမ္မနုပသနာအာတာပိသမဇာနောတတိမဝိနေယလောကိအပိစာဒေါမနတမြန်မာလိုလေးပြောလိုက်ရင်ရှင်းသွားတယ် ဣဒ္ဓဘိက္ခဝေဘိက္ခုတဲ့ဘိက္ခုရှင်းစားယဟန်တို့ဣဒ္ဓငါဖရာဤသာသနာတော်၌ဘိက္ခုသန္တရာကိုဘေးလို့ရှုမြင်လေးရှိသောလူလူဘိက္ခုယံယံဘိက္ခုတို့သည်တဲ့ကာယေကာယ ानु ပတ်တိဝိဟရတိကာယေရုပ်ပေါင်းတို့၌ကာယ ानु ပတ်တိအဖန်ဖန်စိတ်စိတ်ဉာဏ်ဖြင့်ကြိတ်ချေ၍ဝိဟရတိနေ၏ဘယ်လိုနေတယ်လဲဆိုထပ်ပြောတယ်အာတာပိသမဇာနောတတိမဝိနေယလောကေဘိဇာဒေါမနတံလာပြီနော် အာတာပိကျင်းစွာသောလုံလဝရိယရှိသည်ဖြစ်၏တဲ့သမဇာနောကောင်းစွာအပြားအဖြစ်တိကျသောဉာဏ်ပညာဆင်ခြင်ရှိသည်ဖြစ်၏ ်တတိမှာအကောင်းဆုံးအမှတ်ထင်ထင်အောက်မေ့လေရှိသောတတိစီလည်းအကောင်းတဲ့တတိလည်းရှိသည်ဖြစ်၍လောကေလောကဒီဟုသောဥပါဒဏ်နဲ့ခန္ဓာ၅ပါးပေါ်၌အဘိဇာတတ်မဲ့ခြင်းဖြင့်ရှေးရှုကြံစီခြင်းဒီဟုသောလောဘဇာပါဒရှေးရှုကြံတိုင်းမရတိုင်းနဲ့နှလုံးမသားမရဖြစ်ခြင်းဒီဟုသောဒေါမနတအဲ့ဒီ၅ပါးကို ဝိနေယတတင်္ဂဗဟံဝိခံဗနဗဟံပယ်ဖြောက်ခွာ၍တဲ့ကာယရုပ်ပေါင်းလို့နဲ့ကာယနုပ္ပတိအဖန်ဖန်စိတ်စိတ်ဉာဏ်ဖြင့်ချိန်ချီ၍နေဝိရတတိနေအဲ့ဒီမှာမနောတုစရိုက်ကိုပြောပြီနော်ဝိပဿနာအထုတာကာတုစရိုက်ကိုထိန်းတာမဟုတ်ဘူးဝစီတုစရိုက်ထိန်းတာမဟုတ်ဘူးသီလကသူ့အတူလုပ်ပြီးသွားပြီမနောတုစရိုက်ကိုထိန်းတဲ့ကမှာအဘိဇ္ဇာပြဘာဒဝိစ္ဆာဒိဋ္ဌိ၃ပါးမှာနော်အာတပိတံဇာနောတတိမှာဝိနေယလောကိအဘိဇ္ဇာဒေါမနတံအဘိဇ္ဇာနဲ့ဒေါမနတတာကိုပဲဖယ်ခိုင်းတယ်ဝိစ္ဆာဒိဋ္ဌိကိုမြတ်စွာဘုရားကျမ်းမဖယ်ခိုင်းဘူး တီးကြပယ်စရာမလိုဘူးဟိုမှာကမ္မသက္ကတသမာဓိကြီးလည်းရလာပြီပြီနာမရူပပရိစေဓာလည်းတည်လာပြီပြီပစ္စယပရိက္ခဆိုတဲ့တတိယမျက်လုံးလည်းရပြီပြီဒီမှာဝိပဿနာဉာဏတသနာသမာဓိကြီးဝင်နေတဲ့ပုဂ္ဂိုလ်ကလျာဏပုထုရှင်ကိုဟောတာဟာအဓိပ္ပာယ်ပြီးတော့မှလောကုတ္တရာဉာဏတသနာမျက်လုံးဆိုတဲ့မက်ဖို့ပေါ့နော်ရတဲ့ဟာအစင်ကနှလုံးကတော့ထားလိုက်ဒီဘက်၃ဘိုင်းကိုဖြတ်လာပြီးသားဖြစ်တဲ့ကလျာဏပုထုရှင်ဟာအဘိဇ္ဇာရဲ့ဗျာပါဒရဲ့ဒီနှစ်ခုကို ဝိနေယတတင်ကဝိခံမနာပယ်ဖြောက်လို့ပြောတာမိစ္ဆာဒိဋ္ဌိမပါတော့ဘူးဒါကြောင့် तू က तू ပြောတဲ့ဟာလေးက तू က तू အပေါ်ယံကျော်လေးမေကွန်လက်ရှင်ကပြောသွားတာเนาะအဲ့တော့သောတာပတ္တိမယမှာဒိဋ္ဌိပြုတ်တယ်လို့ပြောတယ်သောတာပတ္တိမယမကြသေးတဲ့ပုထုဇဉ်တွေအတွက်တော့ဟာမိစ္ဆာဒိဋ္ဌိကရှိနေမှာပဲဒိဋ္ဌိတန်လန်းဆိုရင်ဒုစရိုက်ဓမ္မကြီးဖြစ်ကုန်တော့မယ်ဆိုပြီးတော့မိစ္ဆာဒိဋ္ဌိနဲ့ဒီတက္ကရာဒိဋ္ဌိနဲ့ရောပြီးတော့เนาะမကွဲပဲနဲ့မေးခြင်းဖြစ်ပါတယ်ဒါကြောင့်မိစ္ဆာဒိဋ္ဌိဆိုတာကံကံကြီးကိုယုံကြည်ပြီးတော့ ာလာယုံကြည်မှုမရှိဘဲနဲ့ပေါ့ထားပါတော့ကံကံကြီးကျိုးယုံကြည်မှုမရှိဘဲနဲ့နိယတဆိုတာမြဲတာမြဲသောမိစ္ဆာတ္တိအယူကိုစားရင်မနောတုဇရဲ့ကမိစ္ဆာတ္တိယူအပ်တယ်ကလျာဏဘုဒ္ဓဇင်အဆင့်ရောက်နေတဲ့ဘုရားဘာသာတွေအတွက်မိစ္ဆာတ္တိမရှိဘူးပယ်သက်စရာလည်းမလိုဘူးတတိပဒံမှာကိုတော့အဘိဇ္ဇာနဲ့ပြဘာသာကိုစားရင်လက်စွာပြချင်းဟောထားပါတယ်လို့ဒါလေးခွဲခြားသိရှိဖို့ပြန်ပြီးဖြေကြားပါတယ်